အစိတ်အတောက်ဆန်သောဆက်ဆံရေးတောက်ဆဲဆို relationship လူတယောက်နဲ့တယောက်ဆက်ဆံရေးတွေတိုင်းဟာဆင်လုံချောမဟုတ်ပါဘူးလောကမှာလေလူအမျိုးမျိုးစိတ်အထွေထွေမှုလို့ကောင်းတဲ့သူလည်းရှိတယ်လို့မကောင်းတဲ့သူလည်းရှိပါတယ်ဒါကြောင့်မို့လို့ကိုကြုံတွေ့ရတဲ့လူတွေအပေါ်မူတည်ပြီးဆက်ဆံရေးတွေမှာလည်းလွှမ်းမိုးတက်ရောက်မှုတွေရှိပါတယ်တာယာပျော်ရွှင်ရတဲ့ဆက်ဆံရေးတွေရှိတယ်လို့စိတ်သောကရောက်နေရတဲ့အစိတ်တောက်ဆန်တဲ့ဆက်ဆံရေးတွေလည်းရှိပါတယ် တောက်ဆစ် relationship ဆိုတာချစ်သူရည်စားဆက်ဆံရေးမှာပဲရှိတတ်တာမဟုတ်ဘဲမိသားစုထဲမှာလည်းမိသားစုထဲမှာမဟုတ်လုပ်ငန်းခွင်မှာလည်းလုပ်ငန်းခွင်မှာမဟုတ်မိ쇠အပေါင်းအသင်းမှာလည်းမိ쇠အပေါင်းအသင်းမဟုတ်တောက်ဆစ် relationship ဆိုတာရှိပါတယ်အမြဲတစေကိုယ်စိတ်ပင်ပန်းလူပင်ပန်းစီမယ်လေးစားသမှုဆိုတာလည်းမရှိပဲစိတ်ခံစားချက်တွေကိုလှစ်လှူရှုခံထားရတယ်ကိုထိလဲရောက်အနိုင်ကျင့်မယ်စသဖြင့် ဒီလိုဆက်ဆံရေးတွေဟာတောက်ဆစ် relationship တွေဖြစ်ပါတယ်။တခါတလေမှာလူတွေဟာမကောင်းမှန်းသိပေမဲ့လေအခြေအနေအမျိုးမျိုးကြောင့်ယုံမထွက်နိုင်ကြပါဘူး။ယုံမထွက်ရတာလည်းဖြစ်နိုင်တယ်လို့ယုံထွက်ရကောင်းမှန်းမသိပဲနာကျင်မှုမှာနေသားကျနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တောက်ဆစ် relationship တွေဟာနေယုံမထွက်ပဲဒီထဲမှာနေတာကြာလာတဲ့အခါကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဒါမကဘူး။ ရုပ်ပိုင်းဆိုင်ရာမှာပါထိခိုက်မှုတွေဖြစ်လာမှာပါအမြဲလိုလိုစိတ်ခံစားချက်တွေကိုချိုးနှိမ်ခံလာရတော့ကိုကိုကိုတံမိုးထားရကောင်းမှလည်းမသိတော့ပဲကိုရဲ့ကိုပိုင်းတံမိုးတွေကတဖြည်းဖြည်းပျောက်လာပြီးစိုးရိမ်ပူပန်မှုအန်ဆိုင်ယတီနဲ့စိတ်တက်ကြခြင်း depression တွေကိုပါခံစားလာရမှာဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာမှာလည်းစိုးရိမ်ပူပန်မှုတွေစိတ်ဖြည့်ဆည်းမှုတွေများပြားလာတဲ့အတွက်ညအိတ်မပြောတာအစားအသောက်ပြတ်တာ အစာအိမ်နာတာအခြားသောနောက်ဆက်တွဲကျန်းမာရေးပြဿနာတွေများစွာကိုဖြစ်စေပါတယ်။ဒါကြောင့် toxic relationship တွေကနေယုံထွက်နိုင်ဖို့လိုပါတယ်။ယုံထွက်နိုင်ဖို့ဆိုတာလေ toxic relationship ပတ်တန်တွေကိုတည်တည်ချာချာနားလည်ထားဖို့လိုပါတယ်။ toxic relationship ဖြစ်ကြောင်းသိတာစီသည့်အချက်များ၁ gaslighting ကြိုးကင်ချဲ့လေခြင်း gaslighting လုပ်တယ်ဆိုတာကတော့ ကိုလိုချင်တဲ့အရာကိုရဖို့ကိုလိုချင်တဲ့ပါဝါကိုရဖို့အတွက်တစ်ဖက်သူကိုကြိုးကင်ချေလဲပြီးမနျူပြူလေးလှုပ်တဲ့လှုပ်ရက်တစ်မျိုးပါပဲကိုလှုပ်ချင်တာကိုလှုပ်ပြီးတစ်ဖက်သူကဒါကိုတုံ့ပြန်တဲ့အခါတစ်ဖက်သူကပဲဆက်ဆက်ထိမခံမှားရွေးနေတဲ့ပုံစံမျိုးတွေပြောမယ်တစ်ဖက်သူရဲ့ခံစားချက်တွေကိုလှစ်လူရှုထားပြီးမှားရွေးနေတယ်လို့ပြောမယ်အဲ့ဒီအခါမှာတစ်ဖက်သူရဲ့စိတ်ထဲမှာတကယ်ပဲငါရဲ့စိတ်ခံစားချက်တွေကမှားနေတာလားလို့ ယုံမှားတန်တရားတွေဖြစ်လာပြီးမိမိကိုမိမိယုံကြည်မှုကိုပါကြဆင်းလာစေပါတယ်။ဒါကလည်း toxic behavior အခြေစားပါပဲ။နှစ် blaming အပြစ်ဖို့ခြင်းဆက်ဆံရေးတိုင်းမှာပြဿနာဆိုတာရှိတတ်ကြပါတယ်။တယောက်တည်းရဲ့လိုအပ်ချက်ဆိုတာမရှိပါဘူး။ဆက်ဆံရေးတိုင်းအတွက်နှစ်ဦးနှစ်ဖက်စလုံးမှာတောင်းရင်ရှိပါတယ်။ဒါပေမဲ့လူတချို့ကကိုယ်အမားကိုကိုမသိပဲတစ်ဖက်သေးကိုပဲအပြစ်ပုံချတတ်ကြပါတယ်။ ဒါရီအလုံးနေမှားတာနေကြောင့်ဖြစ်တာဆိုပြီး အဖြစ်တင်ရန်ရှာတတ်ကြပါတယ်။တခါတလေမှာသူရဲ့အမှားကိုယ်တော်မှတစ်ဖက်သူလွှဲချတတ်ကြတယ်။ဥပမာဖောက်ပြန်မိတယ်ဆိုပါစို့။ဖောက်ပြန်တယ်ဆိုတာကိုယ့်ရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်။ဒါ ው နင်ကယူမဆိုင်လို့ငါဖောက်ပြန်မိတာလို့သူများကိုအပြစ်လွှဲချတာမျိုးတွေရှိပါတယ်။အမြဲတစေအပြစ်ရှာရန်ရှာခံရတဲ့ဆက်ဆံရေးမှာ ကြာကြာနေဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။နေ့စဉ်နဲ့မျှကစိတ်တော်ကတွေပဲရောက်နေရမှာမို့လို့ပါပဲ။၃ jealousy တဝင်တူခြင်း။ချစ်သူရည်စားတွေကြားမှာတဝင်တူတယ်ဆိုတာကတာမန်ဖြစ်စဉ်တစ်ခုပါပဲ။ကိုချစ်တဲ့သူကိုတဝင်တူတာကမဆန်းပါဘူး။ဒါပေမဲ့အရာရာကအနေတော်ပဲကောင်းပါတယ်။လူသာထက်ပိုပြီးတဝင်တူနေတဲ့သူတွေမြင်ဘူးလေ။ဟိုလူနဲ့စကားမပြောရဘူး။ ီလိုနဲ့စကားမပြောရဘူး။ယောက်ျားလေးတွေပါရင်မတော်ရဘူး။မိန်းကလေးတွေအနာအကပ်မခံရဘူး။တယောက်ကိုတယောက် privacy တွေလည်းမလေးစားကြပဲ။တယောက်ဖုန်းတယောက်ယူစစ်လို့စစ်နေ။ဒါဒီဟာချစ်လို့သဝင်တူတာမဟုတ်တော့ပဲ။တယောက်ကိုတယောက်မယုံကြည်နိုင်တာတစ်ဖက်ဆုံးရောက်နေတာပါ။ဒါကလည်း toxic behavior အခြေစားပါပဲ။ခုရဲ့ပါတနာကဒီလိုလူတာထက်ပိုပြီးတုံ့ပြန်တုံနေမယ်။ချုပ်ချယ်နေမယ်ဆိုရင် ို့မှလည်းလွတ်လပ်မှုဆိုတာမရှိတော့ဘဲကြာလေကြာလေမောကြက်လေကိုယ့်ရဲ့ဖြစ်တည်မှုဆိုတာလည်းပျောက်ဆုံးလေဖြစ်လာမှာပဲဖြစ်ပါတယ်လေ physical abuse ကိုထိလက်ရအောင်နိုင်ကျင်ခြင်းကျမငငယ်ကကြားဘူးခဲ့တဲ့စကားတခုကိုအခုထိမှတ်မိနေပါသေးတယ်ကျမတို့ဘေးအိမ်ကလင်မယားနှစ်ယောက်ကအမြဲတမ်းနှီးပါလို့လူရန်ဖြစ်နေရှိပါတယ်ရန်ဖြစ်တိုင်းမှာလည်းယောက်ျားဖြစ်သူကမိန်းမဖြစ်သူလက်ပါနေရှိပါတယ် သူတို့တွေညာဘက်ရန်ဖြစ်ပြီးလို့မနေ့ဖက်တွေ့ရင်အဲ့ဒီအမျိုးသမီးဖြစ်သူအန်တီကမျက်နှာမှာဖူးယောင်လို့ပါပဲ။ကျမမိလို့တဲ့သူကຫນွေရီအစင်ပြေလားလို့မေးတိုင်းလဲဖြုံ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 နဲ့ညာကသူသိစိတ်မကြည့်လို့လေဆိုပြီးသူ့ယောက်ျားဘက်ကနေကပြောတတ်ပါတယ်။သူတို့အစင်ပြေနေတဲ့အချိန်ဆိုရင်လေအယိုးကွဲအောင်ရိုက်မှအသေးဆွဲအောင်ချစ်တာနော်မိမဆိုပြီးလူရှိသူရှိမှမိမကိုပြောလို့ရှိပါတယ်။ ျမကတော့ကိုထိလက်ရောက်လောက်တာတွေကိုငငယ်ကလေးကအရှမ်းမုံပါတယ်။သူတို့နေမြဖြစ်ရက်ကိုကြည့်ပြီးငငယ်ကလေးကမိမဖြစ်သူပေါ်ဂယုနာတက်မိတယ်လို့ယောက်ျားဖြစ်သူလည်းတော်တော်စိတ်မသက်မသာဖြစ်မိပါတယ်။နာကျင်မှုကနေရုံထွက်ရကောင်းမှမသိတာလား။ရုံထွက်ခြင်းစိတ်မရှိတာလားမသိတဲ့အဲ့ဒီအမျိုးသမီးကိုကြည့်ပြီးတချို့ဝစ်ကြွေးတွေဟာကိုယ်တိုင်လှုပ်ယူနေကြပြီးအဲ့ဒီဝစ်ကြွေးတွေကိုကိုယ်တိုင်အဆုံးတတ်မှပဲရနိုင်တယ်ဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။ ဘလောက်ပဲပြဿနာတွေတက်ပါစေလက်မပါပဲအင်အားမတုံပဲဖြည့်ရှင်းရမှာဖြစ်ပါလေအင်အားသုံးအနိုင်ကျင့်နေဆိုကြတဲ့ကအဲ့ဒီစိတ်ဓာတ်အဲ့ဒီအပြုမူဟာအောက်တန်းကြတဲ့စိတ်ဓာတ်အပြုမူဖြစ်ပါလေဒါကြောင့်အကယ်၍ကိုယ့်ကိုတစုံတစ်ယောက်ကပြဿနာတစ်ခုခု ဖြစ်တိုင်းမှာလက်ပါလေအင်အားသုံးအနိုင်ကျင့်နေဆိုရင်ဒါဟာအစိတ်တောက်ဆန်တဲ့အပြုမူမှန်သိထားဖို့လိုပါလေကိုတိလက်ရောက်အနိုင်ကျင့်တာဟာ လက်ခံနိုင်စရာအကြောင်းတစ်ခုမှမရှိပါဘူး။ငါ emotional manipulation စိတ်ပိုင်းဆိုင်ရာထိန်းချုပ်ကြိုးကင်ခြင်းအမြဲတမ်းသူ့အမားကိုကို့အမားဖြစ်အောင်လုပ်မယ်။သူ့အမားကိုတစ်ဖက်သူကတိသွားရင်တောင်လောကကြီးမှာသူတို့ပဲတနာစရာအကောင်းဆုံး victim ပဲမယ်။သူတို့ဖြစ်စေခြင်းနဲ့ပုံစံသူတို့တွေးစေခြင်းနဲ့အတွေးတွေကိုပဲခေါင်းထဲရိုက်ထည့်မယ်။သူတို့စိတ်တိုင်းမကြရင် စိတ်ဆိုးရင် အဆင်မပြေကြအောင်ဓာတ်ရိုက်မပြောဘဲအဆက်အသွယ်တွေဖြတ် silent treatment တွေလုပ်မယ်။တပတ်မှ၈ရက်လောက်ကိုမျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်လုပ်မယ်။စသဖြင့်ဓာရီအားလုံးဟာစိတ်ပိုင်းဆိုင်ရာကြိုးကင်ချဲ့လေခြင်း emotional manipulation မှာဒီလိုမျိုးဆက်ဆံရေးတွေတဲ့နေရတာဟာတကယ်ငရေပါ။ကျမကိုယ်တိုင်ဒီလိုဆက်ဆံရေးတွေမှာပိတ်မိခဲ့ဘူးတော့ဘလောက်တောင်မှစိတ်တော့ကရောက်တယ်လဲဆိုတာကိုကောင်းကောင်းကြီးသိပါတယ်။ အကယ်၍ဒီလိုအစိတ်တောက်ဆန်တဲ့ဆက်ဆံရေးတွေမှာပိတ်မိနေတယ်ဆိုရင် တော့အမြန်ဆုံးယုံထွက်နိုင်ရပါမယ်။ toxic relationship များမှာယုံထွက်ခြင်း toxic relationship တွေကနေယုံထွက်ဖို့ဆိုတာက လွယ်တော့လည်းမလွယ်လှပါဘူး။ဘာကြောင့်လဲဆိုတော့ toxic partner ကလည်းအလွယ်တကူယုံထွက်ခွင့်ပေးမှာမဟုတ်လို့ပါပဲ။ဒါပေမဲ့လည်းလွတ်မြောက်ခြင်းရင်တော့စူးစမ်းပြီးယုံထွက်ရပါမယ်။ပထမဆုံးယုံထွက်ဖို့အတွက်လိုအပ်ပြီး ဘာကြောင့်ယုံထွက်ရတာလဲဆိုတဲ့ရည်ရွယ်ချက်ကိုသေချာသိထားဖို့လိုပါတယ်။နောက်ပြီးကိုယ်ကိုကုညီပေးနိုင်မယ့်မိသားစုတွေမိษွေတငယ်ချင်းတွေကိုပြောပြထားပါ။သူတို့နဲ့မပတ်သက်မဆက်ဆံဘဲနဲ့ကိုယ့်ဘာသာရပ်တည်နိုင်ဖို့လိုအပ်တဲ့ငွေကြေးဖြင့်ငွေကြေးနေထိုင်စရာဖြင့်နေထိုင်စရာအရေးပေါ်ဆက်သွယ်ရမယ့်အကူအညီတွေစသဖြင့်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ပြီးမှသာဒီဆက်ဆံရေးကိုရှေ့မဆက်ချင်တော့တဲ့အကြောင်း အဆုံးသတ်တော်မည်ဖြစ်ကြောင်းအေးအေးဆေးဆေးတရိုက်ပြောပြပါဒီနေရာမှာလဲကိုယ့်ရဲ့ခံစားချက်ကိုပဲပြောပြပါဘာညှိနှိုင်းမှုမှထပ်ပြီးမလုပ်ပါနဲ့တော့ဆုံးဖြတ်ချက်ခိုင်မာပြတ်သားဖို့လိုပါတယ် toxic relationship ကနေထွက်လာပြေးတာနဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးဂရုစိုက်ရပါမယ်တလျှောက်လုံးပင်ပန်းဆင်းရဲခံရတဲ့မိမိရဲ့စိတ်နဲ့ခန္ဓာကိုအနာပြန်ပေးရပါမယ်စမ်းမှန်ယူပြန်ပြီးဂရုစိုက်တာ ဝါသနာပါရာလေးတွေမှာအချိန်ပေးတာတရားထိုင်တာကိုချစ်ရတဲ့သူတွေနဲ့အချိန်ကုန်ဆုံးတာစသဖြင့်ပြန်လှုပ်ပေးဖို့လိုပါတယ်။နောက်ပြီးဒီလိုအစိတ်တောက်ဆန်တဲ့ဆက်ဆံရေးကနေတဆင့်ကိုဘာသင်ခဲ့ရတလဲ။ဘာသင်ခန်းစာတွေရခဲ့လဲဆိုတာကိုပြန်ပြီးသုံးသပ်ဖို့လည်းမမေ့ပါနဲ့။ယူတတ်မယ်ဆိုရင်ဒီအတွေ့အကြုံဟာလေဘဝအတွက်တန်ဖိုးရှိတဲ့အတွေ့အကြုံကောင်းတစ်ခုပါပဲ။အစိတ်တောက်ဆန်သောဆက်ဆံရေးတွေ အစိတ်တောက်ဆန်သောလူတွေစီကနေရုံထွက်နိုင်ပြီးစမ်းမာပျော်ရွှင်တဲ့ဆက်ဆံရေးတွေကိုပိုင်ဆိုင်နိုင်စေဖို့စံတာပြုရင်